ဒီကနေ့ခရစ်စမတ်ရာသီဝင်လာပြီဖြစ်သောကြောင့်ငါတို့နဲ့အတူရှိသောဖခင်သခင်ရဲ့လက္ခဏာဆိုတဲ့နှုတ်ကပတ်တော်ခေါင်းစဉ်အဖြစ်ခြေတော်ငီကိုမောင်နှမတို့ကိုဝေငှချင်ပါတယ်အချီပြုတ်ချမ်းကတော့ဟေရှေယအနာဂတိချမ်းအခန်းကြီး9အပိုင်ငယ်14ဖြစ်ပါတယ်ကျမ်းပိုင်လေးအရင်ဖတ်ချင်ပါတယ်ထို့ကြောင့်ထာဝရဖခင်ကိုရောတိုင်နမိတ်လက္ခဏာကိုတင်တို့အားပေးတော်မူမည် ကြည့်ရှုလောသူတို့တမီးကညာတွေပရိတ္တိဆွဲယူ၍တားယောက်ျားကိုဖွားမြင်လက်တသူတားကိုအီမာနွေလအမိဖြင့်မေရလက်တဆိုပြီးဖျားရခင်ကပရောဖက်ဟေရှေယအားဖြင့်ပေါ်ပြထားတဲ့ကြံပယ်လေးကိုဒီကနေ့ခေါ်နာယူသွားဖို့ဖြစ်ပါတယ်ဘယင်အားခက်ခဲ့တဲ့သူပင်ကြောက်ရွံ့မှုမတိချမရေရာမှုနဲ့ ဝိညာဉ်ရေးရာငိအနိုင်မှုများနဲ့ပြည့်နေနေတဲ့ဒီလောကမှာဖျားရခင်ဟာမျိုးလစ်ချက်တကူကြီးသောနှုတ်ကပတ်တော်ကိုမြင့်တော်မူခဲ့ပါလေဟေရှာနာကတိချံခန်းကျစ်ခွဲပိုက်ငယ်14ဟာရှီဟောင်းပရိုဖက်တူချက်တခုသာမဟုတ်ပါလူသားတို့၏အကူအငင်မှဲ့မှုကိုဖျားရခင် ဖြည့်ရှင်ပြီးခြင်းဖြစ်ပါတယ်ဖျားရခင်ကဤသို့ပြောပါတယ်ငါဒီ တင်တို့ကိုတင်သွေးအကျဉ်စီများအတိုင်းမထားခဲ့ပါငါကိုယ်တိုင်လာမည်ဟုဖျားတခင်ကြီးငါနေခြင်းဖြစ်ပါတယ်ဤအရာကတော့ဤဝင်ကလေးတရား၏အနှစ်သာရဖြစ်ပါတယ်ဖျားတခင်ဟာအဝိမနမိတ်လက္ခဏာအဖြစ်မပူပါကိုရောကိုယ်တိုင် နမိတ်လက္ခဏာဖြစ်လာတယ်သူကိုယ်တိုင်ကြွလာခြင်း ဖြစ်ပါတယ်ဆိုတော့ဤအခန်းငယ်ကိုအပိအဝနားလေရန်ဤဂျန်ပိုင်နောက်ခန်းအခြေအနေကိုကျွန်တော်တို့ဦးစွာကြည့်ရှုပါစို့ဘယင်အားခတ်ဟာအမျိုးသားရေးချင်းချုံမှုများနဲ့ကိုကြီးကိုယ်တာထိတ်လက်မှုများနဲ့ရင်ဆိုင်ခဲ့ရတဲ့ချင်းဖြစ်ပါတယ်။ယန္တရုဟာနေကနေပြီးယုံကြည်ခြင်းဟာဝေးกว่า နေပါတယ်။ဖျားသခင်ဟာအာခတာစိတ်ချမှု ပြီးခဲ့တော့လေ။အာခတာနမိတ်နမိတ်လက္ခဏာကို မတောင်းဆိုခဲ့ပါ။နိချဟန်ဆောင်တော်လေယုံကြည်မှုအကြောင်းလှုပ်ဆောင်ခံရပါတယ်။သူ့တိုင်အောင်ဟေရှာကရဲရစ်စွာထာဝရဖျားဟာတိတ်အားနမိတ်လက္ခဏာတခုပြီးတော်မူလိမ့်မယ်ဟုကြီးညာခဲ့ခြင်းဖြစ်ပါတယ်။ ဤအချိန်မှာဘုရားသခင်သာကိုတော်ဤရည်ချက်များကိုမြင့်တင်ရန်ကျွန်ုပ်တို့ဤယုံကြည်ခြင်းပေါ်မိကိုအားထားခြင်းမရှိကြောင်းပြသခြင်းဖြစ်ပါလေလူသားခေါင်းဆောင်များမအောင်မြင်သည့်အတိုင်းကိုတော်ဤကတိတော်များဟာခိုင်မာစွာတည်တတ်နေပါလေလူသားများမယုံကြည်သောအခါဘုရားသခင်သာတစ္ဆာရှိနေစေဖြစ်ပါလေ ဟေရှာနာဂတိကျမ်းခန်းကြီးခွအပိုင်း14မှာဘုရားသခင်ဤကေတင်ချင်းဟာလူသားဤဥဆောင်မှုအပေါ်တုပြတ်မှုမဟုတ်ကြောင်းရှင်းလင်းစွာဖော်ပြနေပါတယ်။ဆိုတော့ဟေရှာခန်းကြီးခွပိုင်း14ဟာအမေရန်ဘုရားသခင်ဤဂျေဇူးတော်ဤလူရက်တခုဖြစ်ကြောင်းဖော်ပြထားပါတယ်။ဘုရားသခင်ဟာကိုရောဤနမိတ်လက္ခဏာအဖြစ်ရွေးချယ်သောအဖွဲ့အမှုမှာ လူသားများမဖန်တီးနိုင်သော အဖွဲအမှုဖြစ်ပါတယ်အပူစင်တူဟာကိုဝံရခြင်းဖြစ်တယ်သူစကားဟာ ကပြာဆန်းဆန်းတင်ကိတမဟုတ်ခဲ့ပါ မရှိရအကြောင်းနည်းနည်းသော အမှန်တရားကို ဖော်ပြတဲ့တဘာဝလုံးလုံးရတခုဖြစ်ပါတယ်ပထမအချက်မှာယေရှုဖွားမြင်ခြင်းဟာ လုံးဝဖျားတဲ့ခင်ဥဆောင်မှုဖြစ်ပါတယ် မိတိလူသားဖခင်မြတ်ဤကလေးကိုမမွေးဖွားခဲ့ပါရွေးနှုတ်ချင်းဟာလူသားမဟုတ်ပဲဖခင်တခင်ဌာနစတင်ခဲ့ခြင်းဖြစ်ပါတယ်ဒုတိယချက်အနေနဲ့ယေရှုဟာအပိအဝတ်ဖခင်တခင်ဖြစ်တယ်လို့အပိအဝတ်လူသားနှမျိုးလုံးဖြစ်ပါတယ်ယေရှုဟာ အမျိုးသမီးတဦးမှတစ်စိတ်လူသားများထဲသို့ဝင်ရောက်လာတော့လေ တတ်ရှင်တော်ဝိညာဉ်တော်အဖြစ်ပရိတ္တိယူခဲ့ခြင်းဖြစ်တယ်။ယေရှုဟာကျွန်ုပ်တို့အထက်မှတူးဖြစ်တော်လဲကျွန်ုပ်တို့ထက်လုံးဝမင်မာတော်အမင်းမြတ်ဆုံးတော်စကြောရာတစ်ခုလုံးကိုဖန်ဆင်းရှင်ဖရာတခင်ဖြစ်ပါတယ်။တတိယချက်အနေနဲ့အပူစင်မဖွားမြင်ခြင်းဟာကေတင်ချင်းဒီဖရာတခင်ဒီကျွန်ုပ်တို့ဤဇလန်သေးတို့ဘဝသေးတို့ဝင်ရောက်လာခြင်းဖြစ်ကြောင်း ပြတ်နေပါတယ်။ဖျားတခင်ဟာကောင်းကင်ဘုံမှာကယ်တင်ခြင်းကိုမကြွေးကြော်ခဲ့ပါဘူး။ဖျားတခင်ဟာကယ်တင်ခြင်းကိုမိကြီးပေါ်တွင်ပြီးနှစ်စီခဲ့ခြင်းဖြစ်ပါတယ်။ဆရာဟေရှားကဤအောဖွဲတရှင်တော်ဝိကင်တော်အဖြစ်ဖော်မြင်တော်မူသောကလေးအမေကိုအီမာနွေလဖြစ်ကြောင်းဆက်လက်ဖော်ပြခဲ့ပါတယ်။ အီမာနွေလိုက်အတိတ်ပဲကတော့ငါတုနဲ့အတူရှိသောဖရာသခင်လို့အတိတ်ပဲရပါတယ်။တတိပြုရမယ့်အချက်ကကျွန်တော်အထက်နဲ့ရှိသောဖရာသခင်ကျွန်တော်ကိုစွတ်ကျင်သောဖရာသခင်ကျွန်တော်ထံမှဝေသောဖရာသခင်မဟုတ်ပဲကျွန်တော်နဲ့အတူရှိသောဖရာသခင် ဖြစ်တယ်ဆိုတာကျွန်တော်အမဲရန်သိနေရဖို့ဖြစ်ပါတယ်။ယေရှု၌ဖရာသခင်ဟာကျွန်တော်တို့အားနေခြင်း၌ကျွန်တော်တို့နဲ့အတူရှိတော်မူတယ် ဆာလောင်မတချင်းမေဤချချင်းများငင်းပေချင်းနဲ့ဝေရာများကိုတိတဲ့နဲ့ငါတို့အားနေချင်းတဲ့တို့ဝင်ရောက်တော်မူခြင်းဖြစ်ပါတယ်ငါတို့ရဲ့ပြစ်နိုင်ငါတို့နဲ့အတူ ရှိတော်မူသောဘုရားတခင်ဖြစ်တယ်အပိတားများနဲ့ဝေးဝေးမနေပဲအပိတားများကိုယွိနှုတ်ရန်တို့အလေတွေချင်းဝတ်တော်မူသောဘုရားတခင်ဖြစ်ပါတယ် ငါတို့ဒုက္ခဆင်းရဲခြင်းနဲ့ငါတို့နဲ့အတူရှိတော်မူသောဘုရားသခင် ဖြစ်ပါれလက်ဝါးကတ်တိုင်ပေါ်တွင်ဘုရားသခင်သာဝေဒနာကိုကြည်ရှုတော်မူမူပဲကိုတော်ဟာကျွန်ုပ်တို့ကိုစားဝေဒနာကိုခံစားနေရပါれကိုတော်ဟာငါတို့နဲ့အတူအစင်အမဲရှိတော်မူတယ်ဆိုတာကျွန်တော်ဆွေဆွေမေမေတည်နေဖို့အမတန်အရေးကြီးပါれစာလံစရာကတော့23ခုမြောက်သောစာလံမထူအရာကိုဆွေးမေးကြသူချမ်းပိုက်ကိုလည်းကျွန်တော်တို့နှစ်သက်ကြတယ်လို့ဒါလည်းပဲကျွန်တော်တို့ ကျွန်တို့တို့လည်းဤဘုရားဤအတ္တတာ၌ရှုံလန်းဖို့ဖြစ်ပါတယ်ဆိုတော့ကိုရောဖျားရရှင်ပြန်ထမြောက်ခြင်းနဲ့တသင်းတော်ဝိညာဉ်တော်စီလွတ်ခြင်းနာဖြင့်ဖျားသခင်သာငါတို့နဲ့အတူရှိဤဟူသော prophet ပြုချက်တာထာဝရအဖြစ်မှဖြစ်လာပါတယ်ခရိယံယုံကြည်သူဟာတယောက်တည်းဘတော်မှမရှုံလန်းပါဘူးဖျားသခင်နဲ့အတူရှုံလန်းနေပါတယ်အဲဒါကြောင့် စာလန်စဲကတီမင်းအယုတ်လွတ်မှုကိုခြိုက်သွောရှုပ်သွရတော့လဲဘီအန်ဒရီကိုမကြောက်ပါထိုအတ္တဟာကျွန်ုပ်တို့ရဲ့အတ္တနဲ့ဖြစ်နေမဲ့အတ္တဖြစ်ပါလေဆိုတော့ဤ prophet ပြုချက်တာယေရှုခရစ်တော်နဲ့ prophet ပြုချက်တဲ့ပြည့်စုံမှုကိုတွေ့ရှိရပါတယ်ရှမတဲခရစ်ဝင်ခန်းကြီးတဲ့ပိုင်ငယ်23မှာဤခရစ်တော်ဟာယေရှုဖွားမြင်ခြင်းနဲ့ပြည့်စုံခဲ့ကြောင်းဖော်ပြထားပါတယ်ဟေရှာခေတ်မှာယုဒပြည်အတွက်မျိုးလစ်ချက်တဲ့လက္ခဏာတရားဖြစ်စတင်ခဲ့တယ်မှာ အချင်းပြည့်တဲ့အခါကဘာတဝန်းလုံးအတွက်မျိုးလစ်ချက်ဖြစ်လာတယ်ဘယ်လမျိုးရှိနွားစကွက်သာဖျားတခင်သာယာစုနှင်းများလူမျိုးများနဲ့မျိုးဆက်များတလျှောက်ကိုရိုက်ကြည့်တော်များကိုစောက်ထင်းချောင်းတက်တည်ပြနေပါတယ်လက်ဝကတိုင်ဒီအီမာနွေလာဟာကျွန်ုပ်တို့အနည်းတွင်သာရှိတယ်မဟုတ်ကိုရော်ဒီကျွန်ုပ်တို့အတွက်ဖြစ်ချောင်းတက်တည်ပြပါတယ်ဘလာတင်းချိုင်းကိုဟာ အီမာနွေလာဒီထမြုတ်သောကြောင့်အီမာနွေလာဒီကျွန်ုပ်တို့နဲ့အတူထာဝရရှိနေကြောင်းတသိပြနေခြင်းဖြစ်ပါတယ်။ဆိုတော့အီအမန်တရားဟာယနေ့ကျွန်ုပ်တို့၏ဘဝအတွက်အစွမ်းထက်သောအတုံးချမှုတစ်ခုဖြစ်ပါတယ်။တင်စုပစ်ခံရသည်ဟုခံစားရသောအခါအီမာနွေလာကိုတရိယာပါ။တစ်စိတ်ခံစားချက်များကငါတယောက်သေးပဲဟု ပြောနေတော်လဲ။ အင်းဝင်ကလေးတရားကဘုရားသခင်ဒီတည်နဲ့အတူရှိဟုအကြီးညာနေပါလေ။ကဘာကြီးဒီမတီမငင်ဖြစ်နေပုံရတဲ့အခါဘုရားသခင်ကိုယုံကြည်ပါ။နိုင်ငံမြတ်နိုင်ငံကြီးများပေါ်လာလိုက်ပြူလဲလိုက် ဖြစ်တော်လဲဘုရားသခင်နှုတ်ကပတ်တော်ဒီထာဝရတည်တတ်နေပါလေ။အနာကတ်ကိုတင်ကြုတ်ရနေတဲ့အခါအနာကကိုရွေးနှုတ်ရအချင်းသေးသူဝင်ရောက်လာတော့အရှင်၌အနာယူပါကိုရောဤမျက်မှောက်တော်ဟာနှစ်သိမ့်မှုပြီးုံသားမကအ ြုံးလဲမှုကိုလည်းဖြစ်စေတယ်။တင်းဟာအပြစ်နဲ့ယုံကနေရတဲ့အခါတရားကယ်တင်ရလုံလောက်တော့ဤကလာတော့ဘုရားသခင်ကိုစွတ်ကင်ထားပါ။ကိုရာထန်တို့တင်းဤလမ်းကိုဖောက်ရတဲ့ရန်ကိုတော့မဆုံးပါ။ကိုတော်ဟာတစ်ထန်တို့စင်းတဲ့ကြွာလာတော်မူခဲ့ပြပါပြီ။ဤကုန်းအနေနဲ့ဝင်ခချင်တဲ့အရာကတော့ ဟေရှိယအခန်းကြီး9အပိုက်ငယ်14ဟာဖျားသခင်ဌာနမှာအကြီးမားဆုံးသောလက္ခဏာဟာမူကျူအဖွဲမှုများဒါမှမဟုတ်ယူပါယုံများမဟုတ်ပဲတပါတီသောတားတော်အီမာနွေလဖြစ်ကြောင်းတတိပြီးနေပါလေကြောက်ရွံ့မှုအတွေ့အဖြစ်ဟာကိုတော်အေးရှိမဟုတ်တော့နဲ့ရှိနေတဲ့အီမာနွေလအဖြစ်ကြောက်ရွံ့မှုပပျောက်စေပါလေအပြစ်အတွက်အဖြစ်ဟာကိုတော်အေးလူစာတိခံယူခြင်းဖြစ်ပါလေယေရှုရဲ့တေခြင်းအတွက်အဖြစ်ကတော့ ကိုရောဤရှင်ပြန်ထမြောက်ခြင်းဖြစ်ပါတယ်အဲဒါကြောင့်ဟေရှေယဤတည်င်းစကားဟာယနေ့အတိုင်းရှင်းလင်းစွာဟောပြောနေစေဖြစ်ပါတယ်ဆိုတော့ကြည်ရှုပါအနည်းအကကြည်ပါ ဖရာသခင်သာတင်းနဲ့အတူထာဝရနေထိုင်ရာစူးဆိုင်ရာကြွာလာတော်မူခဲ့ဖြစ်ပါပြီယုံကြည်ခြင်းအဖြစ်ခရစ်တော်နဲ့အတူ ထာဝရနေထိုင်စူးစမ်းခြင်းအခွေကိုဖရာတခင်ကကျွန်တို့အယောက်စီတိုင်းအားပြီးတော်မူခဲ့ပြီပါဘီဂျာနာတော်တို့အယောက်စီတိုင်းပေါ်မှာဖရာတခင်ကောင်းချီးပေးပါစေ